နာမည်ကြီးအနုပညာရှင်တွေအားလုံးမင်္ဂလာဝဲကိုတက်ရောက်ပြီးအားဖြည့်ပေးတဲ့အထိပိုင်ဆိုင်မှုတွေများပြားတဲ့ကိုရှိမယ်။ မကြာသေးခင်ကလက်ထက်သွားခဲ့တဲ့ထုတ်လုပ်သူကိုရှင်မရဲ့မင်္ဂလာပွဲကိုလူအများကစိတ်ဝင်စားနေကြပါတယ်။အမှုပညာရှင်လည်းမဟုတ်ဘဲသူ့ရဲ့မင်္ဂလာပွဲမှာနာမည်ကြီးအမှုပညာရှင်တွေအားလုံးဒီပါတက်ရောက်ကြပြီးတော့တက်ပုံတွေလည်းအမိုက်စားရေကူးထားတာတွေဖြစ်နေပါတယ်။ဒါကြောင့်ဒီအမျိုးသားကဘယ်သူလဲဆိုပြီးတော့သိကြလာကြတဲ့ပြင်ဘာလုပ်ငန်းတွေကိုလုပ်ကင်လို့ဒီလောက်ထိချမ်းသာတာလဲဆိုပြီးတော့လေသိလို့စိတ်တွေကပြင်းပြလာကြပါတယ်။တိမ်မောင်း၈000ကျော်အကုန်ကြခံပြီးတော့လက်ထက်ခဲ့တဲ့ကိုရှင်မရဲ့နာမည်အရင်းကတော့ကိုဝေမင်းမောင်ဖြစ်ပြီးတော့အမှုပညာလောကထဲမှာတော့အင်အားကြီးတဲ့ထုတ်လုပ်သူတယောက်ဖြစ်နေသူပါ။ကိုရှင်မန်းကလူမျိုးကြီးပွားနဲ့ပဲတက် လုံးနေသွားတော့မယ်လို့စိတ်ကူးချပေးမယ်ဆံဝန်မမနဲ့တွေ့ပြီးတဲ့နောက်မှာတော့လက်ထပ်ပြခဲ့ပါတယ်သူရဲ့အမျိုးသမီးဖြစ်လာသူကအလှပရေးရာဆံဝန်တယောက်ဖြစ်ပြီးတော့သူ့ထက်အသက်၅နှစ်ငယ်သူပါနာမည်ကြီးမင်းသမီးတွေနဲ့ချက်လက်တွဲခဲ့တဲ့ကိုရွှေမန်းကလူပြိုကြီးပွားနဲ့ပဲနေတော့မယ်လို့စိတ်ကူးပေးမယ်ဆံဝန်မမနဲ့တွေ့တဲ့အချိန်မှာတော့လက်ထပ်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်သူရဲ့မင်္ဂလာပွဲတက်ပုံတွေကိုလည်းတက်ပုံပြပွဲတစ်ခုလို့ပြသထားခဲ့တာဖြစ်ပြီးနာမည်ကြီးစကားတွေကဇဝင်ခန်းတွေအတိုင်းတရုတ်ဆောင်ပြထားပါတယ်သူတို့သားသူတို့သမီးအရန်လို့သူတွေကလည်းလက်ရှိမှာအောင်မြင်နေသူတွေဖြစ်ကြပြီးတော့အကယ်ဒမီပြပွဲလားလို့ ချင်မရလောက်အောင်အမှုပြညာလောကတွေကမိသားမင်းသမီးတွေကတက်ရောက်အပိတ်ခဲ့ကြပါတယ်။သူတို့သမီးကိုစီရင်ထားတဲ့လူ့ယရနာရဲ့တံမှုကလည်းများပြားနေပြီးတော့မင်းသမီးတွေရဲ့မင်္ဂလာပွဲမှာတော့ဒီလောက်ခမ်းနားကြီးကြပ်အောင်မလုပ်နိုင်ခဲ့ပါဘူး။ဒီပွဲမှာတချင်းဆိုပြီးဖို့အတွက်ဖိတ်ထားတဲ့အစိုးရရဲ့အမှုပြညာဂျင်းနဲ့တိမ်မောင်တောင်ကနန်းနီပါရှိပါတယ်။တိမ်မောင်8000ကျော်အကုန်ကြခံပြီးတော့လက်ထပ်နိုင်ခဲ့တဲ့ကိုရွှေမန်းကတချိန်ကတော့အကစားသတင်းတွေကိုတင်ဆက်သူတယောက်ဖြစ်ခဲ့ပါတယ်။အရင်ကအမတီဗီပေါ်ရဲ့ဝန်ထမ်းတယောက်ပွားကနေအသက်40အရွယ်မှာတင်ပိုင်ဆိုင်မှုတွေများတဲ့တထင်းကြီးတယောက်ဖြစ်လာခဲ့ပါတယ်။အ MRTV4 ဝန်ထမ်းဖြစ်ခဲ့ပြီးမဲ့လက်ရှိချိန်မှာတော့ရုပ်ရှင်ဇာတ်ကားတွေဇလန်တွဲတွေကို ထုတ်လုပ်နိုင်တဲ့တတိကြီးဖြစ်နေပါတယ်။အားကြီးမားတဲ့17ထုတ်လုပ်ရေးမှလည်းရှင်းရပါဝင်တယ်လို့လျှက်စစ်ကရှိုးရုံးတွေကိုလည်းပိုင်ဆိုင်ထားပါတယ်။ရွှေပေါ်မြတ်တွင်ကျောင်းဝချမ်းသာသူတွေရဲ့တခြားစီးပွားရေးလုပ်ငန်းတွေကိုလုပ်ကိုင်ပေးနေတဲ့တတိကြီးဖြစ်လို့သူ့ရဲ့လောက်ွက်တွေကတခြားသူတွေထက်အများအားသာလွန်ပါတယ်။ဒါတည်းမကသေးပဲကိုရွှေမန်းကရွှေလောက်ွက်တွေပြင်မန္တလေးမှာလည်းစားတော့ဆိုင်ကြီးတွေဟိုတယ်ကြီးတွေကိုပိုင်ဆိုင်ထားပါတယ်။ ဂျိုးမြန်မာနဲ့အာဂျီယို47ရဲ့အဓိကရှယ်ယာရှင်လည်းဖြစ်ပြီးတော့နော်ဘွန်ဟီထားရဲ့ချစ်သူဖြစ်တဲ့ကိုထက်ခန်ဝင်းနဲ့လည်းအလုပ်တွေအတူတူလုပ်နေပါတယ်။သူနောက်ွယ်မှာအင်အားကြီးမားတဲ့မိသားစုရှိပြီးတော့ဒီမိသားစုအတွက်လည်းအလုပ်လုပ်ပေးနေလို့သူ့ကိုဘယ်သူကမှမလွန်ဆန်ရကြပါဘူး။ဘာလို့လို့အောင်မြင်နေတာကြောင့်မိသမီးတွေကလည်းကိုရွှေမန်းကိုဘလို့ပဲရရလူချင်းကြပါတယ်။မိသမီးတွေနဲ့ထဲလဲတွေ့ပြီးလက်မထပ်ဖြစ်ပေမဲ့ဆရာမလေးနဲ့တွေ့တဲ့အချိန်မှာတော့လက်ချက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါကြောင့်လည်းသူ့ရဲ့မင်္ဂလာပွဲကိုဘယ်သူနဲ့မှမတူအောင်အကြည့်အကျဆုံးအခမ်းအနားဆုံးဖြစ်အောင်ကျင်းပခဲ့ပါတယ်။နိုင်ငံတော်အစင်း ဲ့ကျင်းပတဲ့ပွဲတစ်ခုလားလို့ထင်မရလောက်အောင်ကုန်ကျမှုအများဆုံးသုံးထားခဲ့ပါတယ်။ဒါကြောင့်လည်းအမှုပညာလောကထဲမှာအကယ်ဒမီဆူရိယထားတဲ့မင်းသားတွေတောင်ကိုရှင်မန်းရဲ့မင်္ဂလာပွဲကိုမဖြစ်မနေတက်ရောက်ပြီးခဲ့ကြရပါတယ်။အမှုပညာလောကတစ်ခုလုံးကိုလောဝကြီးအုပ်ထားနိုင်လောက်အောင်အင်အားကြီးမားသူဖြစ်တာကြောင့်လည်းသူ့ကိုဖုဖုမှုတ်ထားကြပြီးတော့မင်္ဂလာပွဲကိုဂုဏ်ပြုပေးခဲ့ကြပါတယ်။ဒီမင်္ဂလာပွဲကိုလည်း6လကျူတင်ပြင်ဆင်ထားပြီးတော့အခုတော့ကိုရှင်မန်းကဘယ်သူလဲလို့မိစားရလောက်အောင်အထိကုန်ကျမှုအများဆုံးလက်ထက်ပွဲကိုကျင်းပနိုင်ခဲ့ပါတယ်ရှင်။ MRTV4 ဝန်ထမ်းဘွားကနေကျောဝချမ်းသာသွားတဲ့ကိုရွှေမအပေါ်ဘယ်လိုထင်မြင်မိလဲဆိုတော့ကမမပြောခဲ့ပါဘူးကြီးစုအားပေးခဲ့ကြတဲ့တော်လည်းကျေးဇူးတင်ပါတယ်ရှင်